ရန်တဘာရဲ့အခီးကုံများကြပြာကြီးကျွန်တော်ရန်ဘွားတော်ကရီးခဲ့တာဒီချိန်နဲ့ရီးခဲ့တာတော့မဟုတ်ဘူးအချိန်မောများစွာလာပေါင်းများစွာနှစ်ဆိုရင်လည်းပဲဆယ်စုနှစ်တခုလောက်ကြာရီးခဲ့တာပေါ့ရီးခဲ့တဲ့ကြပြာအပိုင်းစားတွေများလာတဲ့ခါကျတော့အဲ့ဒီမှာကျွန်တော် ကြပြခေါင်းစဉ်တစ်ခုချင်းစီလိုက်ပြီးတော့မပေးတော့ဘဲနဲ့အားလုံးရန်ဘာရဲ့ခီးကွန်များဆိုရဲခေါင်းစဉ်အောင်ပါပြာရှိကြီးတစ်ခုဖြစ်နေပြန်ပေါင်းလိုက်တာပေါ့လေပြောလွန်ခဲ့တဲ့ရက်တွေကကျွန်တော်ပထမနေ့ဒုတိယနေ့ပေါ့လေဒီနေ့ကတတိယနေ့ပထမနေ့မှာကြပြပတ်ရီစေပိုက်ဒုတိယနေ့မှာ ကြပြပိုက်ရင်15ပိုက်အဲထပ်ပြီးသွားပြီအခုဒီနေ့ဆက်ပြီးတော့ထပ်ဖို့ပါပဲအဲ့တော့ဒီကြပြကရန်တပါးရဲ့ကြပြဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကြောင်းကန်ရိတ်ကစကလုံးနေပါနေမှာပေါ့နော်အဲ့ဒါလေးတော့ဖြည့်ပြီးတော့နားလည်ပြီးပို့ အခုလက်ရှိကျွန်တော်ရေးတာမဟုတ်ဘူးနဲ့ရခင်ကကျွန်တော်ရေးခဲ့တာပေါ့ခုကဗျာပါဒ26အလွမ်းမှာငါသူတပါးယောက်ျားမိန်းမရှာမတွေ့ပဲနင့်ကိုပဲတွေ့တွေ့နေတယ်ဒုက္ခပါပဲဒုက္ခလေးငါကဘောကဒစီလုံးမှောက်လဲမှတ်မဲ့ကောင်မဟုတ်ចောင်းဆောက်လှူလဲញိမ်မဲ့ကူတော့မဟုတ် အလွန်ကိုအလွန်နဲ့ငိမ့်သက်မရတဲ့ငါကျောင်းသင်ခန်းရှိမှာအကြီးပေါ်ရင်မီများတယ်တီပေါ်တီပေါ်လိုပဲကြားကျင်လိုက်တာ20ခွန်ပြည်ကသုံးပုံမဖက်ဖဲငါအလွန်ကိုကဲမဆန်းကြကုန်လေအပရန်ရွှေစာတန်းတွေနဲ့ငါတို့လွန်တက်ခဲ့ရတာ28အလွန်စိတ်ကကြီးလိုက်တာ စုတောင်းတွေတောင်းရှမ်းကြတယ်29အလွမ်းကမျိုးနဲ့ယူနဲ့မှုအလွမ်းတွေကတူတူလာတယ်30ပုရုဇဉ်လက်မှတ်ရဖို့ရှေ့ဆက်မတိုးလိုက်ပါနဲ့အလွမ်းမိုးခေါင်တဲ့ရက်မှာချစ်ချင်းချစ်ချင်းမေတ္တာဟာမျက်နှာငယ်ရပါတယ်ဒါလေးစကားဖြစ်သွားလို့ပြန်ဖတ်ပြရစီ ပုထုဇဉ်လက်မှတ်ရဖို့ရှစ်ဆက်မတိုးလိုက်ပါနဲ့အလွန်မိုးခေါင်တဲ့အရက်မှာချစ်ချင်းမေတ္တာဟာမျက်နာငယ်ရပါလေ37လာယောင်ကိုလှုံပြီးလက်ခုပ်တန်လက်ခုပ်တန်တွေနဲ့မျှယူထားတဲ့တိမ်တွေမှာအနှွေးတက်ပါတယ်လေလိုအတန်လိုအလွန်းလိုမျက်နှုံးမြင့်နဲ့အပြုံးလျှောက်လန်းလေးတွေ ငရုမာနတွေအရှိန်လျှော့ကြမယ်32ကဘာမီကိုမချစ်တတ်ဘူးမထင်လိုက်ပါနဲ့ဒီပင်ကရာခြေတော်ရင်တိနောက်ဆုတ်ရဲပါတယ်33လိုင်းသားရမှာမိတွေမှောင်တိုင်းအဝိဇ္ဇာအယောင်ကိုဆမ်းမိတယ်နေတထောင်လက်တထောင်ဝိဇ္ဇာလင်းနဲ့အလွမ်းချင်းစုံတဲ့နေ့မှာလာလော့ရှုလော့ စိတ်ဥမော့ခြင်းဇံပါပြီ34လွန်ရင်နဲ့ဘဝတောင်ငိုက်လာတယ်ဟိုဘက်ဒီဘက်ကတမ်းဝေနေသူများလက်ညှိုးထောင်ပါဒီတန်ត្រာကနေဝင်ခိမရှိဘူးစီစာချစ်စိတ်နဲ့လက်အောင်မျိုးအခိုက်တန့်လေးမှာငါပြောပါရယ်ကွာဒုက္ခရ35အလွန်စာလို့ရေတခွက်ထောက်တော့လိုက်တာ လွန်ပဲစားလာရောငါတို့အချင်းချင်းတရိရတဲ့အခါမုံညင်လဲမုံတဲ့အခါဒီတစ်ခွက်ထတော့ပါချီလန်းတတော်ထလျှောက်ပါ36အလွန်ဒီသင်္ခတတရားဖြစ်ဤတရားသဘောကိုစောကျော်စင်ညင်ညံဖြင့်ရှင်စီအပမဒိနာတံပါဒိတာပြတ်ဖတ်မယ်နော်အလွန်ဒီ တင်ခတတရားဖြစ်၏ဤသဘောဤတရားသဘောကိုစောကြောဆင်ခြင်းဉာဏ်ဖြင့်ရှင်းစီအပမဒိနာတံပါဒိထာ39ယဟန်လမ်းပေါ်အလွမ်းမမောင်းရဘူးလားအိုဩဒံရှိရှိဆွဲကတညင်းကုန်ပူလာကိုကြောလာပြီ38တရေစီးနေတဲ့စကလုံးအိုင်းတွေကြောင့် ငါနှုပညာဟာဘလူးဆိုင်တီထွက်လာမှာမဟုတ်ဘူးနင့်မိုးမှာနင်ကြိုက်တော့ရွာငါဆုံးမှာနှွေလာမကြနဲ့39 apps helps တောင်းတန်းပေါ်ပြန်တက်လိုက်တဲ့စစ်သူကြီးဟန်နီဘောလိုတကြွမှုမျိုးနဲ့ငါရှိပြီးသားတရားကိုဖျက်ခဲ့ပြီတန်းဝါเจ้าချီမဟာဗန္ဓုလလို ရဲရင်မှုမျိုးနဲ့တင်းငုံပူတာကိုကြောခဲ့ပြီအေးငက်ပေမဲ့နှုတ်ရမငက်ဖို့စာတုပ်ဖတ်လာခဲ့တယ်40လွတ်ချလိုက်ရတော့မလားထွက်ပြေးကြမလားညကမပါရမီအကွာအဝေးမှာငါတို့အထာလေးတွေရှိနေကြစေပါတကယ်တော့တန်ត្រာဆိုတာကျင်စာတော့မဟုတ်ရပါဘူးကွယ် အနေရဲပေမဲ့ညီမဲကလေးကလည်းခြူပါတယ်အလွမ်းကလည်းအလွမ်းတံပိုးနဲ့မှုမှတ်ချက်အလွမ်းသည်ရောင်းရမ်းမဟုတ်ပါ41ရက်တောင်လေးတစ်ချောင်းလိုမူဖွားခဲ့တယ်ထီလေးတစ်လက်လိုရှင်သန်ပဲအနှွေးတဲ့လေးကတော့လိုအပ်တဲ့အချိန်ထိပေါ့လွယ်အိတ်ကလေးလိုအတိပဲခန္ဓာမှုမျိုးလဲရင်ခုန်မိသေးရဲ့သူကကိုယ့်ကိုလွယ်ထားပြီးကိုက သူ့ရဲ့အကြီးဆုံးလျှို့ဝှက်ချက်ကအစလိုအပ်ချက်တည်တည်လေးတွေထိရင်ဝင်ပိုက်ထားရတဲ့ပါရမီလေးလေးစနစ်ဓမ္မဇင်ညာလန်လေးဓမ္မဇင်ညာလေးရှောက်မဲ့ကြံတိုင်းနောက်ပြန်လှည့်နေမိတာအလွမ်းမှာဘာစာတီဖီကိတ်မှမလို့ဝိရဏကထိန်အနိသင်ကြောင့်များ အလွန်ပရိသေပင် ပေါက်နေရောသလားတဲ့53 24နာရီအလွန်ဝိတိစိတ်ကြာနေတာမျိုးတော့မဟုတ်ရပါဘူးအလွန်ရှုနဲ့အလွန်ပတ်နေချင်းငတ်တိန်တဲ့ငါပြိနေရောထီးမပါလဲနင်းမိုးရော်တဲ့ခါငါလာခဲ့ပါမယ်54လေးစလေးလွမ်းမိလွမ်းတိုင လွမ်းနိုင်လွမ်းရောက်ပဲလွမ်းမှာတထောင်နားစရာမရှိဘူးအလွမ်းလူမိလူရှက်ရတာထက်မမိမကန်းလွမ်းရမှာအာနာနေမိရဲ့54ပြန်ဖတ်ခြင်းနဲ့ပြန်ဖတ်ဦးမယ်လွမ်းမိလွမ်းတိုင်လွမ်းနိုင်လွမ်းရောက်ပဲအလွမ်းမှာတထောင်နားစရာမရှိဘူးအလွမ်းလူမိလူရှက်ရတာထက်မမိမကန်းလွမ်းရမှာအာနာနေမိရဲ့ 45ဒေသနာနဲ့အညီပဲဆက်လွမ်းနေဦးမှာပါပရမထစိုက်ချင်းအလွမ်းလူမိုက်လေးအလွမ်းတရဏဂုံဖြစ်မှာပါကျေးဇူးတင်ပါတယ်ကျွန်တော်ကျွတင်ပြီးတော့ပြောခဲ့သလိုကျွန်တော်ရဲ့ရံဘွားကရေးခဲ့တဲ့ကြပြားတွေကအစာဆောင်ပိတံပိဋကတံအဲကြောင်းရိတ်ကံရိတ်အတန်ဒီပါနေတာမျိုးပေါ့နော်ကုကြပြာကုပရင် ပြောမိတာလည်းရှိပါတယ်ခုကြပြအပိုက်45ပိုက်ရှိတော်ပြီပေါ့နောက်ဆုံးပိုက်လေးပြန်ဖတ်ပြစေဦးဒေသနာနဲ့အညီပဲဆက်လွမ်းနေဦးမှာပါပရမတ်ထစိုက်ချင်းအလွမ်းလူမိုက်လေးအလွမ်းသရဏဂုံဖြစ်မှာပါကြီးစုတင်ပါလေဓမ္မရွာဆရာကြီးလွမ်းပါလေဗျာ တပည့်တွေတငယ်ချင်းတွေမိတ်ဆွေတွေအားလုံးကျေးဇူးတင်ပါတယ်